တာပါတဲ့ပညာပါတဲ့တရာမျိုးသာလဲဒီမှာကတန်မိုးရှိတယ်လို့ဆိုတာဒါကြောင့်မို့လို့ဒီပညာဆိုတာလိမ့်လာစီဘူးအထုံးကြာဗုဒ္ဓဘာသာတွေဟာပညာဗုဒ္ဓဘာသာဖြစ်ဖို့လိုတယ်ပေါ့တရာဗုဒ္ဓဘာသာကြီးပဲဖြစ်เสียရဘူးပညာဗုဒ္ဓဘာသာဖြစ်တရာဗုဒ္ဓဘာသာဆိုတာမခိုင်မြဲဘူးအပြောကောင်းလို့ရှိရင်ပြတ်သွားတယ်သူကတရာတရားဆိုတာပညာပါမှ ဘသူပြောပြောလှုပ်ရှားလို့မရတော့ခိုက်မာတယ်ကိုယ့်ကိုနှစ်နှစ်ကာကသိထားတယ်အဲ့ဒါလို့ဖြစ်ရဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်လို့ခေါင်းစဉ်တတ်ထားတဲ့အတိုင်းအရဟံဆိုတဲ့အဓိပ္ပာယ်ကို၅မျိုးခွဲခြားပြီးတော့မှတ်ရတယ်နံပါတ်၁ကဝေးကွာခြင်းအရဟရဲ့အဓိပ္ပာယ်နံပါတ်၁ကဝေးကွာခြင်း ဘာတွေနဲ့ဝေးกว่าတာတုံးဆိုလို့ရှိရင်လောဘတွေဒေါသတွေမောဟတွေမာမနတွေစိတ်ထဲမှာနှလုံးထဲမှာပူလောင်စေတတ်တဲ့အကုသိုလ်အညစ်အကြေးတွေကဝေးกว่าလောဘဝေးกว่าတယ်သူကသူဝေးกว่าတာလားလို့ဆိုမဟုတ်ဘူးသောတပ္ပတိမဲ့နဲ့ဖယ်ရှားလိုက်တယ်တဂရဂါမိမဲ့နဲ့ဖယ်ရှားလိုက်တယ်အနာဂါမိမဲ့နဲ့ဖယ်ရှားလိုက်တယ်အရမတ္တမဲ့နဲ့ဖယ်ရှားလိုက်တယ်ကိလေသာတွေနဲ့ မြတ်စွာဘုရားရဲ့စိတ်ဟာဘယ်တော့မှမဆက်ဘူးအဝေးကြီးဖြစ်သွားပြီခွဲထုတ်လိုက်ပြီလို့ဒီလိုပြောတာเนาะဘုန်းကြီးတို့တရရဲ့စိတ်ထဲမှာကျတော့ခွဲမရလောက်အောင် လောဘဒေါသမောဟတွေကတွဲဖက်နေတာလေမြတ်စွာဘုရားကျတော့အေးလောဘတွေကလည်းဝေးသွားပြီဒေါသတွေနဲ့လည်းဝေးသွားပြီမောဟတွေနဲ့လည်းဝေးသွားပြီကိလေသာအပူတွေနဲ့လည်းဝေးသွားပြီဒါကြောင့်မို့မြတ်စွာဘုရားရဲ့ရင်ထဲနှလုံးထဲ စိတ်နှလုံးဟာဘလောက်အေးချမ်းနေမယ်ဆိုတာစဉ်းစားကြည့်ပူတယ်ဆိုတာကိလေသာတွေကြောင့်ပူတာလေကိလေသာမရှိရင်စိတ်နှလုံးဟာအေးချမ်းတယ်။ဒါကြောင့်မို့အရဟရဲ့အဓိပ္ပာယ်ကအာရကဝေးကွာခြင်းဆိုတဲ့အဓိပ္ပာယ်။ကိလေသာတွေကနေဝေးကွာနေတယ်တဲ့။ဒါကြောင့်မို့မြတ်စွာဘုရားဟာအရဟံဆိုတဲ့ကောင်။အဲ့ဒါလို့စဉ်းကျင်စဉ်းစားဖို့လိုတယ်ပေါ့နော်။စဉ်းကျင်စဉ်းစားဖို့လိုတယ်။ဒါမို့စာပေကျမ်းကဘာလို့ရေးထားတယ်ဆိုတော့ မက်လေးပါးနဲ့ခိလိတာတွေကိုဖယ်ရှားဖြည့်ဆည်းပစ်ထားတာဖြစ်သောကြောင့်နဲ့မြတ်စွာဘုရားဟာခိလိတာတွေနဲ့အလွန်ကိုဝေးတယ်အလွန်ကိုဝေးတယ်လို့ပြောတဲ့အခါမှာယဟန္တာတွေရောခိလိတာရှိသေးလားလို့ဆိုမရှိဘူးမရှိပေမဲ့လို့ယဟန္တာတွေမှာဘာတွေလက်ကျန်ဖြစ်နေတုံးဆိုလို့ရှိရင်အနတ်အသက်တွေကျန်နေတယ်လောဘတော့ပယ်လိုက်ပြီလောဘရဲ့အနတ်အသက်ကျန်နေတယ် ေါသတော့ပယ်လိုက်ပြီးအနတ်အသက်ကျန်တယ်မောဟပယ်လိုက်တယ်အနတ်အသက်တွေကျန်တယ်ငကိုပင်ကိုဇိုက်တွေကမပြောက်ဘူးရဟနာဖြစ်သွားပြီပဲလို့မြတ်စွာဘုရားကျတော့လောဘရဲ့အငွေ့အသက်ဒေါသအငွေ့အသက်မောဟရဲ့အငွေ့အသက်ကိလေသာတွေရဲ့အငွေ့အသက်တခုမှမကြံဒါကြောင့်မလို့ဘုရားကျတော့ဝါသနာနဲ့တကွကိလေသာတွေကိုဖယ်တယ်လို့ပြောတယ်ရဟနာပုဂ္ဂိုလ်တွေလည်းပဲအရတ္တမဲ့တော်ရတာပဲ ဒါပေမဲ့ဝါသနာလေးကိုတော့မပယ်နိုင်ဘူးတဲ့အခုကြီးကလူတွေကတော့သူတို့ဝါသနာ အလွန်ကြီးတာကြတော့ဝါသနာကို မတားနဲ့ဆိုရင်မဟုတ်တာတွေလုံးနော်ဝါသနာတားရင်တော့ဝါသနာကိုမတားနဲ့ဆိုပြီးတော့အဲ့တော့မြတ်စွာဘုရားကြတော့အဲ့ဒီဝါသနာဆိုတဲ့ကိလေသာရဲ့အငွေ့အသက်ကိလေသာရဲ့တတ္တိအဲ့ဒီကိလေသာရဲ့တတ္တိဟာလုံးဝမရှိတော့သည့်အတွက်ကြောင့် ကိလေသာတွေကဝေးကွာသူဆိုတဲ့အကုံဟာယန္တာပုဂ္ဂိုလ်တွေမှာတောင်မထိုက်တန်ဘူးဖျားမှာထိုက်တန်။เนาะဒါကြောင့်မို့အရဟံဆိုဒီမှာကိလေသာတွေကဝေးကွာနေခြင်းဆိုတဲ့အရည်ချင်းတစ်ခုမှတ်သားကြရအောင်။ဖျားမှာဝါသနာနဲ့တကွာကိလေသာတွေရှင်တဲ့နှလုံးထဲမှာပူလောင်စေတတ်တဲ့စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ကိလေသာတွေအလုံးကိုဖယ်ရှားပြီးဖြစ်လို့ ကိလေသာအညစ်အကြေးတွေကကင်းဝေးဝေးကွာနေတဲ့ပုဂ္ဂိုလ်များဖြစ်သောကြောင့်အရဟံလို့စိတ်ထဲမှာတလုံးနှလုံးသွင်းရမယ်အကျဉ်းချင်းအထက်ထက်ဒါလေးကြီးပဲတွင်းနေခုခေတ်ကတော့လူတွေလောက်တတ်ပါတယ်လေတခြင်းဆိုတာတောင် repetition တွေများရှိလေအဲ့တော့ဂုံတော်ကြတော့ repetition လောက်လိုက်ပေါ့အဲ့လိုကိုယ်တဏ္ဍာမှာဒီ repetition ဖြစ်နေအောင် ဩကိလေသာတွေကဝေးကွာနေလို့ဝေးကွာခြင်းဆိုတဲ့အကြောင်းကြောင့်ဒုက္ခွယ်တဲ့မြတ်စွာဘုရားဟာတကယ်အရဟံမလားကျန်တဲ့ပုဂ္ဂိုလ်တွေကကိလေသာတွေနဲ့အလွန်လုံးထွေးနေတာမဝေးဘူးကတ်နေတယ်နော်ဝေးရလို့ထင်ပေမဲ့လို့တော့ကြရောက်လာပြန်ပြီနော်ဒေါသမရှိဘူးသဘောကောင်းတယ်လို့ထင်နေတော့ကြရောက်လာပြန်ပြီဒေါသဟာလောဘမရှိဘူးလို့ထင်နေတော့ကြရောက်လာပြန်ပြီစိတ်แท้ကပေါ်ပေါ်လာတာလေ မြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးပြန်ပြီးတော့ကိလေသာတွေကပြန်ကတ်နိုင်စွာမရှိတော့အောင်ကွာလှမ်းသွားပြီဖယ်ရှားပြစ်လိုက်ပြီးပြီလုံးဝဘယ်တော့မှပြန်မလာတော့ဘူးဒီလိုဆိုတာပေါ့နော်အဲ့ဒါကတစ်ချက်အဲ့တော့အရဟံကိလေသာတို့မှဝေးကွာတော်မူခြင်းကြောင့်အရဟံနော်အရဟံဒါကအသေးပဲတခုဖတ်တဲ့အခါမှာလဲသုံးလုံးစလုံးပေါင်းပြီးတော့အရဟံ အတိဘေကအာရကဝေးกว่าတယ်ဒီစကလုံးတစ်လုံးနဲ့ကဒီအတိဘေတစ်ခုဖော်ပြဟောနောက်တစ်ခုကျတော့ तू ကအတိဘေတစ်မျိုးကြံလိုက်ပြန်တမျိုးဖွင့်ဆုံးပဲ तू ကအရဟံဆိုတဲ့နေရာမှာအရဟံလို့အတန်လေးကိုဖတ်ပြီးတော့အရဆိုတာဒီယန္တူတွေယန္တူတွေကိုဟဆိုတာ ခြင်းမုံပြီးသားအနိုင်ယူပြီးသားဖြစ်တယ်။ယန္တုဆိုဒီမှာဘသူကိုပြောတာလဲလို့ဆိုကိလေသာတွေကိုပဲပြောတယ်။ကိလေသာကမှတကယ်ယန္တုအစ်စ်လေးငရဲချတာကကိုယ်ကိုလာပြီးတော့ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ယန္တုမဟုတ်ဘူး။ကိုယ်ရင်ထဲမှာဖြစ်တဲ့ကိုယ်မွေးထားတဲ့ဒေါသဆိုတဲ့ယန္တုလောဘဆိုတဲ့ယန္တုမောဟဆိုတဲ့ယန္တုကိုယ်ငရဲချတာ။သူလို့ကိုယ်ဒုက္ခပေးတာရှိမှမရှိလား။ အပြင်ဘက်ကလူကဒုက္ခပေးတယ်ဆိုတာယမယံခန္ဓာပေးလို့ရတာလေအဲ့တော့ဒုက္ခပေးလို့ယန္တုလို့ခေါ်မယ်ဆိုလို့ရှင်အမြဲတမ်းကိုဒုက္ခပေးနေတာဘယ်သူလဲလို့မေးရင်ကိလေသာတွေပဲအဲ့တော့ကိလေသာကယန္တုအစ်စ်ပဲစင်ညရတာဘယ်သူကြောင့်သူ့ကြောင့်အစင်မပြေဖြစ်ရတာဘယ်သူကြောင့်ပျော်မဆုံးမတွေဖြစ်တာဘယ်သူကြောင့်သူ့ကြောင့်ဟောအလုံးလောကကြီးမှာမဖြစ်ချင်တာတွေဖြစ်နေတာဘယ်သူကြောင့်သူ့ကြောင့် လောက်ကိုယ်ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ပဲရှိမလဲ။နော်မုန်းစရာကောင်းတဲ့ယန္တုအစစ်ဟာကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်နေတဲ့လောဘဒေါသမောဟရိတာဖြစ်တယ်။အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ယန္တုတွေကိုအနိုင်ယူပြီးတော့ဖယ်ရှားပစ်ပြီးသားဖြစ်သောကြောင့်အရဟံအဲ့ဒီစကလုံးကပါဠိမှာအရိဟဏအရိဆိုတာယန္တုကိုခေါ်တယ် ဟဆိုတာဖြည့်စည်ထားတာဖြည့်စည်ပြလိုက်တာယန္တူတွေကိုချေမုံပြလိုက်တာအဲ့တော့အရိဟာကနေအရဟံဖြစ်လာတယ်လို့ဒီလိုဆိုထားတာအဲ့တော့အဲ့ဒီစေလုံးပြောင်းလဲမှုတွေကိုအသာထားအရဟံမိမိကိုဒုက္ခပေးနေတဲ့ကိလေသာယန္တူတွေကို အားလုံးအနိုင်ယူထားပြီးသူ ဖြစ်တယ်ယူထားပြီးချင်း ကိလေသာအလုံးကိုချိန်မုံပြီးဖြစ်ချင်းယန္တုမရှိတော့ဘူးလို့ဆိုလို့တယ်ဖះယန္တုမရှိဘူးဆိုဒေဝဒတ်တို့ဘယ်သွားထားတော့လို့မေးကောင်းမေးလိုက်မယ်အပြင်ယန္တုအဲ့ဒါနော်ဖះမှာကိလေသာယန္တုဆိုတာမရှိတော့ဘူးလုံးဝမရှိတော့အတွင်းယံအပြင်ယံဒါကြောင့်မလို့အရဟံကိလေသာယန္တုတွေကိုချိန်မုံဖြတ်စီးပြီးဖြစ်သူလို့ဒီချိန်မုံဖြတ်စီးခြင်းလို့ ီအဓိပ္ပာယ်ဟာဒုတိယအဓိပ္ပာယ်တစ်ခုလို့ဟောတောဘဂဝါထိုဘုံတော်ကြီးမှာရှင်တော်မြတ်ဖရာဟာဣတိပိကိလေသာရန်သူတွေကိုအပြည့်သတ်ချေမုံထားတဲ့အရေးချင်းရှိသောကြောင့်အရဟံအရဟအရဟမြည်တော်မူပါပေတယ်တကယ်အရဟပဲကိလေသာတွေကိုအနိုင်တိုက်ပြည့်သတ်ပုဂ္ဂိုလ်တွေကိုအရဟလို့ခေါ်ရမယ်ဆိုရင် ရသော်ဘုရားကသာတခါတည်းလက်ဆက်တခါတည်းနလမထုနိုင်အောင်ချိန်မုံတာတာကြံတဲ့ပုဂ္ဂိုလ်တွေက အနိုင်ရတယ်ဆိုတာခိတ္တခဏပဲပြောတာမြတ်စွာဘုရားအနိုင်ရလိုက်တဲ့ခိတိတာကဘယ်တော့မှနောက်ကျောင်းပြန်လာတာမရှိဘူးတဲ့အပြစ်သက်နိုင်တာပေါ့ဒါကြောင့်မို့လို့အရဟံယန္တူတွေကိုအနိုင်ရသူလို့ခေါ်ခြင်းခေါ်ရင်မြတ်စွာဘုရားကိုသာလင် ခေါ်ရမှာဖြစ်တယ်ပေါ့ဒီရည်ချင်းကိုစိတ်ထဲကနှလုံးသွင်းပြီးတော့ အရဟံဆိုတဲ့ဂုဏ်တော်ကိုအာယုန်ထဲမှာကြည်နူးလာသည်ဖြစ်အောင်အကျဉ်းချင်းထပ်ထပ်အမှတ်ရဖို့ပဲဒါကိုဘုရားနုဒတိလို့ခေါ်တာနော်ဟောနောက်တစ်ခုကပါတော့ဆိုလို့ရှိရင်အဲ့ဒီအရဟံကိုပဲအရဆိုတာတန်တရာဆပင်းကြီးရဲ့အကန့်နဲ့အရဆိုတာအကန့်ကိုဟာဆိုတာဖြည့်စည်တာအကန့်တွေကို ဖြည့်စည်ပြီးဖြစ်သူ ဖြည့်စည်ပြီးခြင်းဆို ဒါကတော့တင်စားပြီးတော့သုံးတဲ့စကလုံးတစ်ခုပေါ့တန်တရာစေဝန်းကြီးကိုကြည့်လိုက်မယ်တန်တရာစေဝန်းကြီးကဘာနဲ့ဥပမာတူတော့ဆိုလှဲပီကြီးနဲ့အလားတရံတူတယ်ပရိသတ်တို့ဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လှဲပင်ကြီးရဲ့တရံဖြစ်တယ်ပေါ့ဒါကြောင့်ဟိုစေဝန်းကြီးစေဝန်းကြီးနဲ့မောဟုတ်ဆရာတော်ကြီးပြထားတဲ့စေဝန်းကြီးဟာဒါလှဲပင်ကြီးလိုပဲအဲ့တော့လှဲပင်ကြီးနဲ့ဥပမာ ထားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီတန်ရာထဲမှာဘုန်းကြီးတို့တူသွားနေတာဟာအဲ့ဒီဘဝယထာကြီးကိုစီးသွားနေတာဟာဘယ်သူကနေလဲပတ်နေတာတုံးဆိုတန်ရာဆက်ကလို့ဆိုရက်ဒီလက်ဘင်းကြီးနဲ့လဲပတ်ပြီးတော့သွားနေတာဘဝကြီးကိုယထာကြီးလို့ဥပမာပေးလိုက်လို့ရှင်အဲ့ဒီယထာကြီးဟာတဘွားကနေတဘွားသွားနေတာဟာဒီဘင်းကြီးနဲ့သွားနေတယ်လို့ဒီလိုဆိုလို့ ဒါဖြင့်ဘယ်လိုဘိန်းနဲ့ဥပမာတူတယ်လဲလို့ဆိုလို့ရှိရင်အဝိဇ္ဇာရဲ့ဘဝတဏှာဆိုတာရဲ့မတိတာရဲ့တွေ့တာတာရဲ့နော်မတိဘူးဆိုရင်လိုချင်တယ်မတိတာနဲ့လိုချင်တာအဲ့ဒီနှစ်ခုသည်လှဲဘိန်းရဲ့အလဲကောင်ကဝင်ရတတ်တဲ့နေရာကိုခေါ်တယ်လေဒီနာဘိအချက်ဝင်ရတတ်တဲ့နေရာကိုနော် အဲ့ဒီနေရာမှာအဝိဇ္ဇာနဲ့တဏှာပေါ်မှာအားလုံးကတီးနေတာဖြစ်သောကြောင့်အဲ့ဒါပုံတောင်းလို့ခေါ်တဲ့ဟာပေါ့နော်ဒါတော့အရက်တရတစ်ခုနဲ့တစ်ခုတော့တူကြမှာတူမှာပေါ့နော်နာဘိဆိုတဲ့ပုံတောင်းကြီးအဲ့ဒီပေါ်မှာအကန့်နေစိုက်ထားပြီးတော့ဘေးကကွတ်ထားတဲ့ဟာကြတော့အကွတ်တကူလို့ခေါ်တယ်ပေါ့အဲ့တော့လဲဘကြီးရဲ့ပုံတရံကိုဖော်ကြည့်လိုက်မယ်ဆိုရင်အဝိဇ္ဇာနဲ့တဏှာက ပုံတောင်းနော်အဲ့ဒီကြားထဲမှာသင်္ခါရတို့ဝိညာဉ်တို့နာယုတ်တို့သလရဏဖတ်တာဝေဒနာတဏဥပါဒံနော်အကန့်နေပေါ့လဲဘေးမှာဆိုရင်အကန့်နေအာရုံစပိန်ကြတော့စပုတ်တံခေါ်သလားမသိဘူးအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒီနောက်ပြီးတော့ဒီသရမရဏဆိုတာဘဝတစ်ခုမှာအဆုံးတတ်တာကတော့ဦးခြင်းနဲ့သိခြင်းမှအဆုံးတတ်တာကြောင့်မို့လို့ ဘေးကနေကွတ်ထားတဲ့အကွတ်တကူလို့ခေါ်တယ်ပေါ့လှဲ့ပင်ကြီးရဲ့ဘေးကဘောင်ခတ်ထားတဲ့အရာပေါ့နော်အဲ့ဒါကိုနေမိလို့ခေါ်တယ်ပါဠိလိုကြတော့နော်နောက်တစ်ခါအဲ့ဒီလှဲ့ပင်ကြီးဟာဝင်ရိုးမရှိရင်လဲတာမဟုတ်ဘူးဒါကြောင့်မို့ကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇာတဝလို့ဆိုရဲအာတဝတရားတွေဖြစ်ပေါ်လာမှုဟာဝင်ရိုးနဲ့အလားသဏ္ဍာန်တူတယ်ပေါ့ဝင်ရိုးနဲ့လားသဏ္ဍာန်တူတယ် အဲ့ဒီဘဝယထာကြီးကိုပုံဖော်ပြီးတော့ကြည့်လိုက်တဲ့အခါမှာအဝိဇ္ဇာနဲ့တဏှာကပုံတောင်းဇရမရဏကအကုတ်သင်္ခါရစသည်ကအလေကဒေါက်ဆန်နေအဲ့ဒီလိုဘိန်းကြီးဟာအချင်းနေကောင်းနေတယ်မြတ်ဘဝယထာမှာဒီဘိန်းကြီးပုံမှာလဲပတ်ပြီးတော့ဘဝယထာကြီးဟာမောင်းနှင်ပြီးတော့နေနေတာအဲ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာဒီလူဖြစ်လိုက်နတ်ဖြစ်လိုက်တရိစ္ဆာန်ဖြစ်လိုက်နဲ့ တန်တရာထဲမှာမဆုံးနိုင်တဲ့ခင်းကြီးကိုဘိန်းကြီးနဲ့လဲပတ်ပြီးတော့သွားနေတာဒါတန်တာရဆက်ကတန်တရာဘိန်းကြီးလို့ဒီလိုခေါ်တာပေါ့ဥပမာနောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်တော့ခြားရဟတ်ဆိုတာလို့ပေါ့နော်ခြားရဟတ်ဆိုတာအလုံးသိဘူးတဲ့အတိုင်းပဲသိကြတဲ့အတိုင်းပဲအထက်ရောက်လိုက် အောက်ရောက်လိုက်နဲ့သွားနေတာပဲလေလဲနာဆုံးတဲ့လူကရှိမှမရှိတာအဲ့ဒါလိုပဲတန်တရာခင်းကြီးကမဆုံးဘူး အဲ့ဒီမဆုံးနိုင်တဲ့တန်တရာခီးကြီးဆိုတဲ့ပရိစ္ဆသမုပ္ပါဒ်ဘီးကြီးကိုနော်ဝိပဿနာဉာဏ်အခြေခံတဲ့မဉဏ်လေးနဲ့ဒီဘီးကြီးကိုဖျက်ဆီးပစ်လိုက်တာနောက်ဆုံးမှာအကန့်နေထောက်တွေကိုရိုက်ချိုးပစ်လိုက်တယ်ပုံတော်ကြီးကိုခွဲပစ်လိုက်တယ်အကုတ်တကူတွေကိုဖျက်ဆီးပစ်လိုက်တယ်ဆိုဒီဘီးကြီးကလဲနိုင်မအောင်မလားမလဲတော့ဘူးအဲ့ဒါကိုဆိုလိုတယ် သီလဆိုတဲ့မြေပေါ်မှာယက်တည်ပြီးတော့တရားဆိုတဲ့လက်နဲ့เนาะအရတမက်ဆိုတဲ့ဓာလက်နဲ့ကိုကင်ဆွဲပြီးတဲ့အခါမှာအဲ့ဒီဘိန်းကြီးကိုဖျက်ချလိုက်တာအကန့်နေအကုန်ရိုက်ချိုးလိုက်တဲ့အကုတ်တကူတွေဖျက်ပြက်လိုက်တယ်ဆိုဘိန်းကြီးကပြိုကျသွားတယ်ပြိုသွားတော့လဲနိုင်စွာမရှိတော့ဘူးအေးအဲ့ဒီအဓိပ္ပာယ်ကိုယူပြီးတော့အရဟံတန်တရာဆက်ရဲ့အကန့်နေကိုဖျက်ဆီးပြီး ဖြစ်စီပြီးခြင်းဖြစ်စီပြီးတဲ့အရာချင်းရှိတယ်ဆိုလိုတာကမြတ်စွာဘုရားဟာဘဝခရီးရပ်တန့်သွားပြီမသွားတော့ဘူးလို့ဆိုလိုတယ်ပေါ့ဘုန်းကြီးတို့တွေကဘဝခရီးကိုသွားကြအောင်မာသွားကြတဲ့အခါမှာဘဝခရီးကိုဗာနဲ့စတော့အဝိဇ္ဇာနဲ့တဏှာနဲ့စတယ်ဗာနဲ့အဆုံးသတ်တော့အိုခြင်းသိခြင်းနဲ့အဆုံးသတ်တယ်ကြားထဲမှာဘာတွေဖြစ်တုံဆိုကောင်းမှုလုံလိုက်မကောင်းမှုလုံလိုက်ပျော်လိုက်ပါလိုက်ရီးလိုက်မောလိုက်ဒါတွေနဲ့သွားနေတာလေ အဲ့ဒါတွေကိုကုန်ဖြိုချဖြက်စီးပြစ်လိုက်လို့တန်လျာခကြီးရပ်တန့်သွားပြီဆိုရင်ဘင်းကြီးပြိုကွက်သွားတာ ਨੇ အလားတရံတူတယ်ပေါ့ဒါကြောင့်မို့အရဟံအရတန်လျာဆက်ရဲ့ဆက်ဝန်းရဲ့အကန့်တကူတန်လျာဆက်ပြီးကြီးကိုဖြက်စီးပြီးကျဲပုဂ္ဂိုလ်များလို့ဒီလိုဒီအကြောင်းနေကြောင်းဒီလိုဖြက်စီးပြီးဖြစ်သောကြောင့်မြတ်စွာဘုရားဟာတကယ်အရဟံပုဂ္ဂိုလ်မြတ်ဖြစ်ပါပေတယ်ဩအကြီးချင်းနဲ့ ခုံရီနဲ့တွဲမှတ်ပြီးတော့နေရမယ်တရားဒါအဓိပ္ပာယ်တစ်ခုနမတိကဝေးกว่าခြင်းနမနစ်ကကိလေသာတွေကို အနိုင်ဖြစ်စီပြီးခြင်းနမ3ကတန်တရာဆက်ရဲ့အကန့်တွေကို ဖြိုချဖြစ်စီပြီးခြင်းဆိုဟောဒီ3ခုဒါမြတ်စွာဘုရား ਨੇ ပတ်သက်တဲ့အရေးချင်းတွေတစ်ခုပြဟောနောက်တစ်ခုကြတော့အရဟံလို့ပဲပေါင်းဖတ်အရဟံလို့ပဲပေါင်းဖတ်တယ် အရဟတ်ဆိုတာကြတော့ထိုက်တန်သူလို့အဓိပ္ပာယ်ရထိုက်တန်သူထိုက်တန်တယ်ဆိုတာဘသူကပဲရှ िख ိုးရှ िख ိုးရှ िख ိုးတိုက်တယ်လောကလူတွေကပြောကြတယ်ဟာမင်းဒီအလုပ်လုပ်ထိုက်တယ်ဘာလို့လုပ်ထိုက်တယ်ပြောလို့ရင်အကျိုးရှိတယ်လေဒီခྱི་သွားတိုက်တယ်သွားရင်အကျိုးရှိတယ်လေအကျိုးမရှိပဲတော့ဘသူကမှတော်တယ်တန်တယ်မပြောဘူးလေလုပ်ထိုက်တယ်ထိုက်တန်တယ်လို့ပြောတဲ့စကားလုံးတစ်ခုဟာ ဒီအရဟံဆိုလို့အရဟံဆိုထိုက်တန်တယ်ဘာကို ထိုက်တန်တာတုံးလို့မေးလို့ရှင်ဘယ်သူကပဲလက်အုပ်ချီချီလက်အုပ်ချီဖို့ထိုက်တန်တယ်ဘယ်သူကပဲလှူလှူလှူတာတွေဟာထိုက်တန်တယ်ဘာဖြစ်လို့လဲလက်အုပ်လေးတစ်ချိန်ချီလိုက်တာနဲ့နှက်ပြေရောက်သွားနိုင်တယ်ဟောအကျိုးတုံ့ပြန်မှုတွေဟာအမှန်တမ်းဟိုထိရောက်တယ်ရသဗျာကိုလက်အုပ်ကလေးနဲ့ချီလိုက်တာတောင်နှက်ပြေရောက်သွားတယ်လက်အုပ်နဲ့တည်းမချီနိုင်အောင် လက်လည်းမချီဘူးဘာမှမချီပဲနဲ့မျက်လုံးလေးဖွင့်ကြည့်ပြီးကြည်နူးတဲ့စိတ်ကလေးဖြစ်လိုက်တာနဲ့ပဲနှပ်ပြေရအောင်သွား။အော်မထိုက်တာမူလား။ကြည်လိုက်တာလေးနဲ့စိတ်ထဲကကြည်နူးလိုက်တာနဲ့ကောင်းရတုတိဘုံရောက်သွားနိုင်တယ်ဆိုအလွန်ထိုက်ထန်တာပေါ့။ဒါနာကောင်းမှုပြုလိုက်လည်းပဲပြုလိုက်တယ်ဗျ။နော်အကျိုးဖြစ်ထွန်းတယ်။ဆိုပါစို့အယောင်းဝယ်ကိစ္စတွေဆိုရင်အေးအရင်ကနည်းနည်းလေးနဲ့အမျက်ချီချီရတယ်ဆိုဟာလှုပ်ထိုက်တယ်လှုပ်ထိုက်တယ်ပြောကြမှာပဲ။ ်မြေမှာလည်းပဲစိုက်လိုက်လို့ရှင်တိဏ္ဏနေအများကြီးထွက်တယ်ဆိုဟာစိုက်ထိုက်တယ်ဟောဒီလိုပြောကြတာမြတ်စွာဘုရားကထို့တူပဲအကျိုးတုံ့ပြန်မှုအင်အားတွေအလွန်ကောင်းတာဖြစ်သောကြောင့်မြတ်စွာဘုရားဟာဘယ်ပုဂ္ဂိုလ်ကပူဇော်ပူဇော်ပူဇော်တိုက်တယ်ထိုက်တန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘယ်ဘက်ကကြည့်ကြည့်မြတ်စွာဘုရားဟာမထိုက်တန်ဘူးလို့ပြောเสียရာတိလကနေကြနေတာမရှိဘူး တမာတိနှိမ်ကြနေတာမရှိဘူးပညာနှိမ်ကြနေတာမရှိဘူးလွတ်မြောက်နေတဲ့စိတ်နှိမ်ကြနေတာတွေမရှိဘူးအာလုံးဟာအဆင့်မြင့်ဆုံးအာလုံးဟာဘာဖက်ဖြစ်နေတယ်ဒါကြောင့်မလို့မြတ်စွာဘုရားအာလုံးထိုက်တန်နေတဲ့ပုဂ္ဂိုလ်လူမေနာမင်းမြမမင်းတို့ရဲ့ဝတ်ဆင်းပြီးတော့ဥညွတ်ခြင်းကိုထိုက်တန်တဲ့ပုဂ္ဂိုလ်ဒီလိုဆိုလိုတာပေါ့ကောသလမင်းကြီးကမြတ်စွာဘုရားစီလာတယ်လာတဲ့အခါမှာ ကောသလမင်းကြီးကလူအစင်တန်းနဲ့ပြောမယ်ဆိုရင်မြတ်စွာဘုရားရဲ့သားတယ်လူအစင်တန်းနဲ့ပြောကြရမှာဆိုရင်ကောသလမင်းကြီးကကာတိကောသလနှစ်နိုင်ငံကိုအုပ်ဆိုးတဲ့ဣကရိဖြင့်ကြီးမြတ်စွာဘုရားကတက်ကတိုင်အငဲစားလေးမှာဘာနဲ့ပြောရမလို့ဆိုမြတ်မဘရင်နဲ့စော်ပွားတယ်လို့ပဲရှိတယ်ဒီလိုဒီလိုเนาะကောသလမင်းကြီးကအင်ပါယာအကြီးကြီးမြတ်စွာဘုရားရဲ့အမျိုးတက်ကတိုင် ဒီသုဒ္ဓရဏမင်းတို့ကတိုင်းငယ်ပြင်ငယ်လေးဒါယာရုနဲ့ပြောပြရင်เนาะသို့သောကောသလမင်းကြီးဟာမြတ်စွာဘုရားကိုလာတဲ့အခါရှ िख ိုးတဲ့အခါမှာယာဒုတို့မျိုးယုတို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါယာရုနဲ့ကြည့်မယ်ဆိုသူ့အောင်ငယ်တယ်လေငယ်တယ်လို့ပြောမှလူလောကအနေနဲ့ပြောတာเนาะသို့သောမြတ်စွာဘုရားကိုသူဘယ်လောက်ထိအောင်လေးစားတော့ဆိုရင် မြတ်စွာဘုရားရဲ့ခြေပမိုးကိုနှစ်ဖူးနဲ့တိုက်ပြီးတော့ရှ िख ောတာမြတ်စွာဘုရားကိုယ်တိုင်ကတခါတော့ကမင်းရှိတယ်ကောသလမင်းကြီးကဒီအဲ့ဒီယူကျိုးတာနဲ့ပတ်သက်ပြီးတော့ရဟန်းတွေကိုမိတ်တာကောသလမင်းကြီးငါတို့တာဂိဝင်မင်းမျိုးတွေဆိုတာတဲ့ကောသလမင်းကြီးရဲ့အယံမင်းအစ်မရှိတယ်ပေါ့အယံမင်းအနုယန္တလို့သုံးတယ်မြတ်စွာဘုရား အနုယန္တဆိုတာနောက်ကလိုက်ရတယ်ဆင့်ခေါ်လိုက်ရင်သွားကြရတယ်နော်ဘယ်မှာတိုက်ပွဲရှိတယ်ဆိုဆင့်ခေါ်သွားရတယ်မဟုတ်လားပမာပြေမှာလည်းမြင်ဦးလားတိုင်းချက်ပြေချက်ကလေးတွေဆိုတာအင်းဝါလာမျိုးတော်ဖြစ်တဲ့အချိန်မှာလာခဲ့ပြည်ဘက်ကလာခဲ့ဟန်တာဝရီကလာခဲ့စစ်တိုင်းဆရာရှိတယ်ဆိုသွားကြရတယ်လေသွားကြရတယ်အဲ့ဒီလိုအနုယန္တအဆင့်နေပေါ့အဲ့ဒီလိုငါတို့ကအနုယန္တအဆင့်မှာ ရှိတော်လဲကောသလမင်းကြီးဟာ ဒီမြတ်စွာဘုရားကိုငါတဲ့အဆင့်မြင့်တယ်ငါတဲ့ရာထူးကြီးတယ်ငါတဲ့မြင့်မြတ်တယ်ဒီဂုံလောကီဂုံအပြင်မြင့်မြတ်တယ်ဆိုတဲ့အနေနဲ့နှစ်ဖူးနဲ့တိုက်ပြီးတော့ရှ िख ိုးတာမဟုတ်ဘူးတဲ့ငါကိုအာရပါရရှ िख ိုးတယ်ဆိုတာသီလတမာတိပညာဆိုတဲ့လက်လန်းမမီတဲ့အရင်ချင်းတွေကြောင့်ရှ िख ိုးတာလို့တုတ်တန်တစ်ခုမှအဲ့ဒါလို့ဟောထားတယ်မြတ်စွာဘုရားကိုယ်တိုင်ဒီလိုဟောထားတာဆက်အားဖြင့်ငါရဲ့ညံလို့မဟုတ်ဘူးတဲ့ เนาะဒီရည်ချင်းတွေကြောင့်ငါ့ကိုရှိခိုးတယ်အဲ့တော့ကောသလမင်းလို့တိုင်းပြည်နှစ်ပြည်ထိုခေတ်ကတိုင်းကြီးပြည်ကြီးကိုအုပ်စိုးတဲ့ဧကရိပြည်ကြီးကနှစ်ဖူးနဲ့ခြေပမိုးကိုတိုက်ပြီးတော့ရှိခိုးတယ်အဲ့ဒါလို့ရှိခိုးရလောက်အောင်ဖားချောင်းရှိခိုးတာတော့ဆိုတီလအားဖြင့်တာလုံးမြင့်မြတ်လို့တမာရီအားဖြင့်တာလုံးမြင့်မြတ်လို့ပညာအားဖြင့်တာလုံးမြင့်မြတ်လို့ရှိခိုးတိုက်တဲ့ဂုံကြီးတွေဟာထိုက်တန်လွန်အားကြီးလို့ ရသော်ဘုရားကိုရှ िख ိုးတာတဲ့ဟောအဲ့ဒါကိုပြောတာအရဟံထိုက်တန်သူဆိုတာထိုက်တန်နေအာရပါယကြီးညိုလေးစားတိုက်တဲ့ပုဂ္ဂိုလ်အေးလူမင်းကသာ ရှ िख ိုးတာလားဆိုဘယ်ဟုတ်မှာတော့တရားမင်းကြီးတာဝရိန္ဒာနတ်ပြည်တို့နတ်မှန်သမျှအဲ့နာလေးကတာဝရိန္ဒာနဲ့စတုမာတွေနတ်ပြည်နှစ်ပြည်ကိုအုပ်ဆိုးထားတာနော်ဝရဇိန်လက်နဲ့ကြီးကင်ထွက်လာလို့ရှင်အလုံးကကြောက်ကြတယ် တရားမင်းကြီးလေတရားမင်းကြီးဟာအင်တမတ်ပါဝါကြီးတယ်ဒါပေမဲ့လို့မြတ်စွာဘုရားကိုဥတိုက်တယ်ဒီလိုဆိုတာเนาะအဲ့ဒီအထက်ကနတ်တွေလည်းထိုးတူပဲနောက်ဆုံးမှာသံပတိပြမမင်းကြီးဆိုသူကအတိတ်ဘဝတုန်းကကတ္တဝဘုရားရဲ့လက်ထက်မှာတဟကဆိုတဲ့ယဟန်ဖြစ်ပြီးတော့ပထမဇန်ရလို့ ရဟန်းဘုရားကနေဇန်နဲ့တည်းပဲပြန်တော်မူသွားတော့အဲ့မှာသံဟံပတိပြမသွားဖြစ်တာရဟန်းတစ်ပါးကနေဘုန်းကြီးတစ်ပါးကဖြစ်သွားတယ်ပြမအဲ့ဒီမှာကျတော့သံပတိလို့ခေါ်တယ်လူပြေတုံကတော့သဟကလို့ခေါ်တယ်သူဟာအလုံးသိတဲ့အတိုင်းတရားဟောဖို့တောင်းပန်တဲ့ပုဂ္ဂိုလ်ကြီးပဲတောင်းပန်ပြီးတဲ့အခါမှာသူပန်းကုံကောင်းတာပန်းကုံကလည်းသေးသေးမဟုတ်ဘူးမြေမို့တောင်းတော့အလုံးရှိတဲ့ပန်းကုံကြီးကောင်းတာမပြီးနိုင်ဘူး အလုံးလို့ပြီးတော့တကိုးနဲ့ကုန်းတာမဟုတ်ဘူးသူကြကြနာနာကိုစိတ်ပါဝင်စားစွာပန်းကိုကုန်းတာပန်းကုန်းနေတော့နောက်ဆုံးမှာရသော်ဗျာတပည့်ဆက်ကြဟောသွားပြီဘယ်တရားဟောသွားပြီပဲနောက်ဆုံးမှာပြိဋိဘံဆန်တော့မယ်ဆိုတော့မှပြိဋိဘံဆန်သွားပြီဆိုမှသူပန်းကုန်းကြီးကမပြီးသေးဘူးတဲ့ပြေးပြီးတော့လာပြီးတော့ဘုရားကိုပူဆောင်ရတဲ့အဲ့ပန်းကုန်းကြီးနဲ့နော်ပန်းကုန်းကလည်းပဲ45နှစ်ကြာအောင်ကုန်းတာနော် သူစီမာတော့45နှစ်မဟုတ်ဘူးပေါ့လူပြည်နဲ့45နှစ်ကုန်းတာတော့မကုန်းမပြီးသေးတဲ့ပန်ကုန်းကြီး ਨੇ အဲ့ဒါဘာလို့တော့ဆိုပူဇော်ခြင်းနုံးတို့ထိုက်တန်နုံးတို့ပူဇော်တာအဲ့တော့မြမမင်းကြီးတွေကလည်းပဲဘုရားကိုပူဇော်တာပဲနတ်မင်းကြီးတွေကလည်းဘုရားကိုပူဇော်တာပဲလူမင်းတွေကလည်းပဲဘုရားကိုပူဇော်တာအဲ့ဒါလို့ဘုရားကိုပူဇော်တယ်ဆိုတာကိုကြပြာဆန်းဆန်းရေးထားတဲ့အခါကျတော့ဘလို့ရေးတော့ဆိုရင်မြတ်စွာဘုရားရဲ့ခြည်သေးတော်ဟာတဲ့ သဘာဝအဖြစ်နီးရဲပြီးတော့အယောင်တောက်ပြောင်နေတာသို့တော်လည်းပဲတဲ့လူမင်းနာမင်းမြမမင်းတို့ရဲ့ဒီတရဖူကြီးတွေနဲ့ဒီခြည်သေးဟာဒီရှုပ်ရက်ခတ်နေတယ်လို့ဒီလိုရေးထားတယ်ခြည်သေးပုံမှာလာရှုပ်ရက်ဆိုလိုတာကတော့ရသော်ဘုရားကိုခြေတော့ကိုအများရန်ဥတိုက်နေတဲ့ပုံကိုယ်တွေကြောင့်နီးရဲနေတဲ့ခြည်သေးရဲ့အလှဟာနော်ကိုယ်ရောင်ဒီရောင်နေနဲ့ရောထွေးကုန်တယ်လို့ဒီလိုဆိုလိုတာမပြတ်ဘူး တော့အဲ့ဒါဘာလို့ဆိုထိုက်တန်သူပဲထိုက်တန်သူအရဟံထိုက်တန်သူဆိုတာအေးတလောကလုံးကဘယ်လိုပဲဒီမြတ်စွာဘုရားကိုလှူလှူဖရာဟာဖရာတဲ့ပစ္စည်းကတန်သွားတယ်လို့မရှိဘူးတဲ့ဒါမှမဟုတ်ဂဏိခေတောင်ကြည့်ကြမြတ်စွာဘုရားကိုဇေဒီတွေတဲပြီးတော့ကိုးကွယ်ကြတယ်ရုပ်ွားတော်တွေထုပြီးတော့ကိုးကွယ်ကြတယ်ကိုးကွယ်လို့ပါမဆုံးနိုင်ဘူးလေ ထိုက်တန်သူဖြစ်လို့ဒီလိုလုံးကြတယ်လို့ဆိုတာဒါအရဟံခဏိတည်းအောင်ကိုယ်ကိုယ်စိတ်ကနေကြတော့မယ်ဒီလိုဆုံးလို့တာပေါ့နော်အေးနောက်တစ်ခုကတော့ဘာတော့ဆိုအရဟံကိုအရဟံလို့ဆိုပြီးတော့ရဟဆိုတာ क्वे ရာလို့အဓိပ္ပာယ်ရတယ်အဆိုတာမရှိဘူး क्वे ရာမရှိဘူးမြတ်စွာဘုရားမှာ क्वे ရာရဲ့လို့မရှိဘူးဆိုလိုတာက တိတ်တိတ်ပုံလူမသိသူမသိလှုပ်တဲ့အကုသိုလ်ဆိုတာသူမှမရှိဘူးလို့ဆိုလို့စာထဲမှာဘယ်လိုရေးထားတော့ဆိုလောကေပဏိတမာနိနောဘာလာကိုယ့်ကိုယ်ပညာရှိကြီးလို့ထင်ကြတဲ့လူမိုက်တွေဟာတဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေဟာအတ္တိလောကဗေဒဟိုလူကအပြစ်တင်မာတို့မကောင်းတဲ့နေထွက်မှကြကြောက်တယ်နော်မကောင်းတဲ့နေထွက်မှကြောက်တော့ဘာလုပ်လဲရဟောပပံကရွန်တီတဲ့တိတ်တိတ်ကလေးမဟုတ်တာလှုပ်တယ် ွယ်ရာကြတော့မဟုတ်တာလောက်ကြတယ်တဲ့ဒါလောကကြီးကအများစုကိုပြောပြတာเนาะရှေ့မှာတော့ဟန်ကြီးပန်ကြီးနဲ့နေပြီးတော့ကွယ်ရာကြတော့မဟုတ်တာလောက်နေတာဒီအများကြီးရှိတယ်ပေါ့ဒီလိုဆိုလိုတာပေါ့မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးနာဂရာစီကရောတိဘယ်တော့မှစိတ်ကွယ်ရာမှာမဟုတ်တာလောက်တယ်လို့မရှိဘူးเนาะလူရှိတစ်မျိုးကွယ်ရာတစ်မျိုးဒီလိုလောက်တာမရှိဘူး စိတ်껙ရာဆိုတာမြတ်စွာဘုရားမှာမရှိဘူး။တာမန်ပုဂ္ဂိုလ်တွေကြတော့စိတ်껙ရာဆိုတာရှိနေသေးတယ်။စိတ်껙တယ်ဆိုတာဖုံး껙ထားတာတွေရှိနေတတ်သေးတယ်လို့ပြောတာ။မြတ်စွာဘုရားမှာဖုံး껙ထားတာတခုမှမရှိဘူး။ဖုံး껙ထားတာမရှိလို့အာရဟ။ဖုံး껙ရှုပ်ဝဲထားတာမရှိဘူးလို့ဒီလောက်ထိအောင်တန်ရှင်းစင်ကြယ်တယ်လို့ဒီလိုဆုံးလို့တာပေါ့နော်။အတိဘယ်ကပါပကရဏီမကောင်းမှုအောက်တန်းကြတဲ့အလုပ်ကိုလုပ်တဲ့နေရာမှာ ရဟဘာဝတောပိစိတ်ွယ်ရာ မရှိသောကြောင့်လည်းပဲအရဟံအရဟံဒီလိုဆုံးလို့တာပေါ့ဒါဖြင့်ရသော်ဘုရားရဲ့ဂုံအကြီးချင်းတွေဟာဒီအရဟံဆိုတဲ့သကလုံးလေးတစ်လုံးထဲမှာပဲပြန်ပေါင်းပြီးတော့ပြောကြမယ်ဆိုရင်ကိလေသာတွေက ဝေးကွာနေခြင်းဒါအကြီးချင်းတစ်ခုပဲကိလေသာတွေက လုံးဝဝေးကွာနေခြင်းအလန့်ကွာနေခြင်းကိလေသာရန်သူတွေကိုဖျက်ရှားပြီးဖြစ်ခြင်း တဏှာဆက်ရဲ့အကန့်လို့ဆိုတဲ့အကြောင်းတရားတွေကိုကိလေသာတရားတွေကိုဖယ်ရှားပစ်ပြီးဖြစ်ခြင်းတလောကလုံးရဲ့ဥညွတ်လေးစားဖို့လှူဒန်းဖို့ထိုက်တန်သူဖြစ်ခြင်း ਨੇ သိက္ခာယဘယ်တော့မှမကောင်းမှုလုပ်တာမရှိခြင်းဆိုတဲ့အဲ့ဒီအရင်ချင်း၅မျိုးကြောင့်ရသော်ဘုရားကိုအရဟံဆိုတဲ့ဂုဏ်တော် ਨੇ ချီးမွမ်းတိုက်တယ်ချီးမွမ်းတိုက်တယ်ဆိုတာချီးမွမ်းခြင်းချီးမွမ်းမချီးမွမ်းခြင်းနေ့ လောကမှာမြတ်စွာဘုရားကိုအရဟံလို့ဆိုတဲ့ဒီခုံတူးကြီးဟာလူပြေကနေစပြီးမြေပြင်ကနေပြီးကောင်းငင်ဝေဟင်ထိအောင်တလောကလုံးမှာပြန့်နှံ့ထင်ရှားနေတယ်လူတိုင်းလူတိုင်းကအတိမတ်ပြုထားတဲ့ခုံကြီးတစ်ခုပါလို့ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့ဥညွတ်လေးစားတဲ့ပုဂ္ဂိုလ်တိုင်းကနမောတတဗုဒ္ဓဝတ္တောအရဟတောဆိုတာအဲ့ဒါကိုပြောတယ်ဒီရည်ချင်းနဲ့ရသော်ဘုရားကိုဟိုပူဇော်ကြတာကိုးကွယ်ကြတာလို့ ဒီလိုဆုလို့တယ်ဒါကြောင့်မို့လို့တရားချက်ခင်သူတော်စင်ပြိဋ္ဌာပေါင်းတို့ဘုရားမြတ်စွာရဲ့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်ဆိုသည်မှာဒီရမကချက်ဖွင့်ထားတာလေးတွေရှိသေးတယ်သို့တော့အတက္ကရာကျမ်းနေမှာအခုလို့၅မျိုးတိဃာကျမ်းနေမှာဒီရထပ်ဆင့်ပြီးတော့ဖွင့်ပြထားတာရှိစကလုံးလေးအခရာလေး၃လုံးပေါင်းဆက်ထားတဲ့စကလုံးလေး၃လုံးပင် ဖြစ်စေကောင်မူမြတ်စွာဘုရားရဲ့ဂုဏ်ဤဒီထဲမှာအများကြီး ပါဝင်နေတဲ့ဂုဏ်တော်အရေးချင်းတစ်ခုဖြစ်ပါတယ်။ဖះဆိုတဲ့ပုဂ္ဂိုလ်ဟာအခုလိုအရဟံဆိုတဲ့အရေးချင်းရှိမှသာလေဖះအစ်ဖြစ်နိုင်ပါတယ်ဆိုတာကိုဘုရားမြတ်စွာရဲ့ဘုရားနုဒတိဂုံကိုစိတ်အာယုန်ထဲမှာအမြဲတမ်းညွတ်ပြီးတော့ပီတိသောပနတတွေဖြစ်အောင်မြတ်စွာဘုရားဂုံတော်နဲ့မိမိတို့ရဲ့စိတ်ကိုလွှမ်းထုံထားနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း။